ေတ္တသုံးပါးမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန္တံဗရံဝိသမိစဆိုတာအင်တမဒီကြွချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရအတွက်မြတ်စွာဘုရား မေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အဋ္ဌကုတလဆိုဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကို လိမ္မာကျွမ်းကျင်လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အဋ္ဌကုတလကိုကျိုးကိုစည်းပွားအများရဲ့အကျိုးစည်းပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အဋ္ဌကုတ္တလ ကုသလဆိုအင်္ဂလိပ်စကား skill ဆိုတဲ့အတူတူလိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုအကျိုးစီးပွားသူအကျိုးစီးပွားနှလုံးလုံးရဲ့အကျိုးစီးပွားပေါ်မှာ လိမ္မာတယ်လောက်တတ်တယ်ဂိုင်တတ်တယ်ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏီယမထကုသလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လောက်ရမဲ့အချက်တွေရှိတယ်ကိုအကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့ တဖက်သားရဲ့အကျိုးစီးပွားလည်းတိုးတက်စေခြင်းကိုနဲ့ကိုပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ကမ္ဘာတစ်ခုတည်ဆောက်ချင်တယ်တည်ဆောက်နိုင်တဲ့နိလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထာကုတ္တလအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုင်းနာလောက်ရမယ့်ကိစ္စတွေရှိတယ်ယန္တတန်တံပရံဘိသပိစစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တယ် အနေထားတယ်ဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမျှော်မှန်းလိုက်တော့ဇန္တတန်တံပဒံပိသမစ္ဆတန်တဆိုတာအေးချမ်းတဲ့ရသော်ဗျာအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအေးအခြေခံအပြည့်ပြောမယ်ဆိုရင်စိတ်တလုံးအေးချမ်းမှုစိတ်တလုံးအေးချမ်းမှုကိုသဗ္ဗေချမ်းကမှလဲဟရယတန်တိဆိုတဲ့စကားလုံးသုံးတာရှိတယ် အရိယဆိုတာနှလုံးသားစိတ်ဓာတ်တန်တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာအဲဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတ္တိရည်စုပြီးငြိမ်းချမ်းမှုအချင်းချင်းပြန်လည်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတ္တိပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ ဘာတွေလဲလို့ဆိုရင်တက်ကောလုံနိုင်စွာရှိရမယ်လုံနိုင်စွာဆိုတာဒါအရေးကြီးတာလုံချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွာရှိရတက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွာရှိရမယ်ချင်ချင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာ အရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုဆိုရိုသားဖြောင်းမရမယ်ကောက်ချစ်တာမလုံးဝဘူးရိုသားဖြောင်းမတယ်ဆိုတာစိတ်ထိုင်းရှင်ရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကိုသိစေတာရိုသားတယ်လို့ခေါ်တယ်ဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုသားတာကိုရိုအရဲနဲ့သွားပြီးတော့တွဲတယ်အဲ့လိုဆိုလိုတာမဟုတ်ဘူးရိုသားတယ်ဆိုတာဖြောင်းမတယ်လို့ဒီလိုဆိုလိုတယ် ကောက်ချစ်တာနဲ့ရိုးသားတာနဲ့ရိုးအားတာနဲ့เนาะထက်မြက်တာနဲ့ကတခြားရိုးအားတာတော့မကောင်းဘူးအားတာမကောင်းဘူးမသိတာနယ်လပိန်တုံးဆိုတာကြတော့အဲ့ဒါအားတယ်လို့ခေါ်တယ်ဗမာတကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်စိတ်ထားတိမတ်တယ်မှန်ကန်တယ်ဆိုတာရိုးသား သူဟုစုအလွန်လွန်ယူသားဖို့လိုတယ်အရေးကြီးလို့နော်ယူသားရမယ် honest quite honest တယ်လို့ဆိုလိုတယ်ယူသားအလွန်ကိုယူသားအလွန်ကိုယူသားတယ်ဆိုတာစိတ်ဓာတ်ကိုကယူသားမမှန်မကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုကယူသားတကောဥစုစသူဟုစု ဒီမေတ္တာသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့ရွတ်ဖတ်ပြီးတော့စဉ်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအာဇေပဲဖြစ်ဖြစ်ယောဂပြောင်းတဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားပါအကျိုးမှရအောင်အခုမေတ္တာသုတ်ဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ ရွတ်ဖတ်ပြီးတော့ဘာလို့อ่ะလောကလူသားတွေကပရိသတ်ရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြရမှာဒီလိုမဟုတ်ဘူးရွတ်သားရမယ်ဖြောင်းမရမယ်မေတ္တာမပြတ်အောင်ရွတ်သားမှုကသိရဲ့ကြီးမယုံမသားလောက်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလှုပ်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် mutual respect ချင်းချင်းပြန်လန်လေးစားမှုတွေပြည့်ရင်းသွားတယ်။ဒါကြောင့်မေတ္တာတုံမှပြောတာတကောဥစုစသူဟုစုစရိုးသားပါ ဖြောင်းမတ်ပါဒီလိုဆိုလိုတယ်ပေါ့နော်အဲ့တော့ရိုးသားဖြောင်းမတ်မှုကမေတ္တာတည်ဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ရုံနဲ့ ောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်နာစင်သုံးမှုလိုအပ်တယ်ကိုယ်တိုင်လိုက်နာစင်သုံးမှုဆိုရိုးသားအစွမ်းကုန်ရိုးသားတက်ကောဥစုစသုစုတခါတော့ကကန္တရကဆိုတဲ့ဆင်းတွေကိုတတ်သင်ပေးတဲ့ဆရာတယောက်မြတ်စွာဘုရားရှင်ရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာသူက မြတ်စွာဘုရားကိုချီးမွမ်းထောမနာတယ်။အာချီးမွမ်းလို့ဆိုရှင်ဘုရားဟာအလွန်ကောက်ချစ်တတ်တဲ့လူတွေကို ဆုံးမသွန်သင်တာအာဂမန်းမှာပဲဆိုတဲ့စကားပြောတယ်။တိရိစ္ဆာန်တွေကိုသွန်သင်ပြတာဆုံးမရတာလွယ်တယ်တဲ့တိရိစ္ဆာန်တွေကရိုးတယ်ဖြောင်းတယ်။နော်တိရိစ္ဆာန်တွေကရိုးတယ်ရိုးသားတယ်ဖြောင်းမှတ်တယ် လူတွေကကောက်ချစ်တယ်လို့သူပြောတာ။ तू ကစင်နေကိုအတက်တင်ပေးနေတာဆိုစင်တကောင်ကိုတဲ့တပည့်တော်တယူဇနာခྱི་အသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့ညင်နေအကုန်သိရတယ်။ तू ကပြောတာ။စင်နေတင်လို့လွယ်တာ။သူ့ရဲ့အကျင့်စရိုက်တွေအကုန်လုံး तू ကရှုပ်ဝဲပထားအကုန်လုံးပေါ့။ဒါကြောင့်မို့ तू ၃၀စကလုံးက ဩတာနကင်ညေတံဗန္တိစရိတံပတောရှင်ပြားတဲ့ဒီအကောင်တွေကသိယူသားကြတယ်ဖြောင်းမှတ်ကြတယ်စိတ်ထဲရှိတာလှုပ်တာတဲ့သူတို့ကနော်စိတ်ထဲရှိတာလှုပ်တာအဲ့ဒါကြောင့်မို့ဒီကောင်တွေသင်ရတာလွယ်တယ်တဲ့ဒါပေမဲ့ဖျားတပည့်တော်ရဲ့နောက်လိုက်နောက်ပါတွေအတိုင်းဝိုင်းနေမိတ်ဆွေတွေပေါင်းတယ်လူတွေကြတော့အတော်ကောက်ကြစ်တယ် ခုံရှင်နေကြီးတံပန်းတေယတိထံမနှုတ်တာရှင်ဘုရားလူတွေဟာအလွန်ရှုပ်ဝက်တယ်လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်အတိခက်တယ်တပည့်တော်ရဲ့အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးသူတို့ဟာစိတ်ထဲနဲ့ပြောတဲ့စကားနဲ့စိတ်ထဲရှိတာနဲ့လှုပ်တာနဲ့ တလွဲစီကြီးပဲဆင်နေကြတော့အဲ့ဒါလို့မဟုတ်ဘူးဗျာတဲ့အလွန်ဖြောင်းနေဒီကောင်းတွေကစိတ်ထဲရှိတာတွေအကုန်ထုတ်တယ်အသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်းရဲ့အနေထားတွေအကုန်သိတယ်လူတွေကြတော့တပီတော့တလားနေလဲမသိဘူးတနှစ်နေလဲမသိနှစ်ပေါင်းများစွာတပီတော့နာအလုံးလုံးနေတဲ့လူတွေအကြောင်းမသိဘူးတဲ့အလွန်သိရခက်တယ်လို့သူကဒီလိုရှောက်ခဲ့တယ် အဲ့လိုအတိအခက်တဲ့လူသားတွေကိုရှင်ဘုရားဆုံးမတာတော့အနုတ္တရောပုရိသဓမ္မတရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတယ်အလွန်အံ့ဩစရာကောင်းပါတယ်လို့မြတ်စွာဘုရားကိုချီးကျူးပြီးရှောက်ထားတဲ့စကားလေးတစ်ခုရှိသူ့နာမည်ကကန္တရကအဲ့ဒါကြောင့်မလို့လူတယောက်ဟာရိုးသားဖြောင့်မတ်မှုသိအရေးကြီးတယ်ကိုယ့်ကိုရိုးဖြောင့်အောင်နေတတ်ဖို့ကြိုးစားကိုယ့်ကို ရိုးရိုးသားသားဖြောင်းဖြောင်းမတ်မတ်ငါပဇက်ကပြောတဲ့အတိုင်းငါစိတ်ထဲကဟုတ်ကဲ့လားစိတ်ထဲကရှိတဲ့အတိုင်းပြောတာဟုတ်ကဲ့လားတပည့်သားကိုတမျိုးထင်သွားအောင်ပြောတာလားဟန်လုတ်ပြောတာလားဟန်ဆောင်ပြောတာလားဆိုတာလေမရှိစေရဘူးတဲ့ဥစုစာသူဟုစုစာဖြောင်းမရမယ်လုံးဝဖြောင်းမရမယ်သူဝစောတပည့်သားကလာပြီးအကြံဉာဏ်ပေးမယ်ဆိုလို့ရှိရင်စင်စာလက်ခံနိုင်တဲ့စွမ်းရည်တတ္တိရှိရတယ် အကောင်ပြောလဲအကောင်လို့မယူဆတဲ့ပုဂ္ဂိုလ်အပြောမခံတဲ့ပုဂ္ဂိုလ်ဗမာပြည်မှာတုံ့ပြန်တတ်တဲ့ဟာရှိတယ်လေလူငယ်လူရွယ်တွေကြောင့်ရှာမရှည်နဲ့ဆိုတဲ့စကားပေါ့နော်အဲ့ဒီလိုဆရာမလုံးနဲ့ရှာမရှည်နဲ့ဆိုတဲ့စကားသူဝဆပြောဆိုကြံပေးလို့ခက်ခဲတယ်ပြန်ပြီးတော့ respond လုပ်တာအဲ့ဒီလိုနဲ့လုံးလေးရှိတတ်ကြပေါ့သူဝဆစသမုဒုအနာတိမာနိ မုဒုစိတ်နေသဘောလားမာမနာမရှိတာကိုပြောတာပျော်ပြောင်းတယ်ဆိုတာမာနနဲ့ခက်ထန်တာမျိုးဒေါသမခက်ထန်ဘူးပျော်ပြောင်းတယ်မေတ္တာရှိတယ်တွေ့သားအနတ္တိမာနိကြီးမာလွန်တဲ့မာနမရှိဘူးမာနဆိုတာရှိတဲ့မာနတော့ရှိရရှိတဲ့မာနဆိုတာဘာလဲကောင်းတဲ့ဘက်ကိုဥတည်နေတယ် ူတောင်လုပ်ဖြစ်အောင်လုပ်နိုင်နေတာလဲငါလည်းဖြစ်ရမယ်ဆိုတဲ့မာနမျိုးသူရောက်တဲ့အစဉ်တန်းသူလည်းလူပဲငါလည်းလူပဲငါလည်းကြိုးစားရင် ဖြစ်ရမယ်ဆိုတဲ့မာနမျိုးကရှိရအဲ့လိုမဟုတ်ဘဲနဲ့တစ်ဖက်သားကိုထင်သေးတဲ့မာနမျိုးဆိုတာမျိုးကတော့မရှိသင့်ဘူးတဲ့ဒါလို့ဆိုလို့အနာတိမာနိဆိုအဲ့တော့ဒီမေတ္တာသုတ်ဟာလူတော်လူကောင်းတွေဖြစ်ဖို့ရအတွက်မြတ်စွာဘုရားလမ်းညွှန်မှုပေးတာ အဲ့တော့ကိုယ့်ကိုဓာရီနဲ့ပဲစံချိန်ထိုးရမယ်။ငါဟာယောသားရဲ့လား၊လောကယောသားရဲ့လား။နော်။သူ့ဝဆအကျိုးလိုလာတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေသင်္ကားတွေဆရာသမားတွေမိဘတွေကဆုံးမတော်တဲ့လို့ရှင်ငါဟာလိုက်နာရလား။ခေါင်းမာနေသလား။မုဒုဒေါသတွေခက်ထမ်းမှုမရှိဘဲနဲ့ပျော့ပျော့ပြောင်းပြောင်းရှိရလား။အနာတိမာနိမမနာတွေကင်းရလားဆိုတာဟာ မေတ္တာတည်ဆောက်ဖို့အတွက်ဒီအခြေအနေကောင်းတွေလေ့လာကြည့်လိုက်ပါဦးဒီအခြေအနေကောင်းတွေကိုယ်တဏ္ဍာမရပြီဆိုမှဒါဟာသူတော်ကောင်းတကယ်ကိုကိုယ့်ဘက်ကလူလေသေးမရှိအောင်ကောင်းတဲ့အခြေအနေတွေလို့ဒီလိုသတ်မှတ်ဖြစ်အဲ့ဒါလို့ဖြစ်အောင်မေတ္တာတို့ကျင့်စဉ်ရအချင်းချင်းကြိုးကိုအထောက်ဓာရီတည်ဆောက်ပြီးမှမေတ္တာပို့တာပို့အဲ့ဒါမှကိုယ့်မေတ္တာ ခိုင်မြဲမှဖြစ်တယ်ပေါ့ ပါဇာကတော့မေတ္တာပို့ပါရဲ့เนาะနည်းနည်းလေးမှအပြောမခံနိုင်ဘူးเนาะနည်းနည်းလေးမှပြောမခံနိုင်ဘူးအဆိုမခံနိုင်ဘူးဆိုတဲ့မောင်းမာတဲ့စိတ်ဓာတ်မျိုးတွေရှိနေသမျှကာလပတ်လုံးမေတ္တာဆိုတာတည်ဆောက်လို့ရမှာမဟုတ်ဘူးကြောင်တုံးကြီးပေါ်မှာတစ်ပင်ဆိုင်တယ်လို့ဖြစ်မှာပဲပင်ပေါက်ဖို့ခက်တယ်မေတ္တာပြိုးဖို့ခက်တယ် ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမထားတဲ့မေတ္တာတုတ်ထဲမှာလာတဲ့အတိုင်းကျင့်ကြံရုပ်ကိုအထုပါမယ်လူတော်လူကောင်းဖြစ်ပါကိုယ့်ကိုယ်စောင့်တည်ကြအောင်ပါအဲ့ဒီလိုစောင့်တည်လိုက်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားနဲ့တွေ့သွားတဲ့အခါမှာတရားဥတ္တရမြတ်တွေရဘဝမှာသူလိုကိုယ်လို ရှိကြတော့လေစိတ်နေသဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေထူးခြားတဲ့တရားဓမ္မကိုသိတဲ့ပုဂ္ဂိုလ်မျိုးတွေအဆင့်ကိုရောက်သွားနိုင်တယ် ကိုကိုလည်းအစင်းမြင့်အောင်ကြိုးစားကိုကိုတိုင်းကြိုးစားမှသာ ရနိုင်တယ်လို့သူတို့ဆို။